မြေအစိုးတက်များပြီးတော့အပင်တွေမထတဲ့ပဲဆိုင်ခင်းနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့ပြန်လဲကုသရမလဲပေါ့နော်ကျွန်တော်အရင်တော့ဆိုလို့ရှိရင်တော့ခုလိုမျိုးမြေအစိုးတက်များပြီးတော့ကျွန်တော်ဒီလိုမျိုးတွေဖြစ်နေရတာဆိုရှင်အပင်တွေမထမယ်ပြီးလို့ရှိရင်ဘေးပတ်ဝန်းကျင်တွန်းအားပေးရအတွက်ကြောင့်ဒီတော့ကျွန်တော်မြေဆောင်မှုတွေဝင်နေအပင်မထရဖြစ်တယ်ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့အဲ့လိုခင်းနေဆိုရှင်ကျွန်တော်အရင်တော့ဆိုလို့ရှိရင်ဒီ ော်မုန်းအားစေးအရည်တွေအခဲတွေဖြန်းလေးရှိတယ်ပြီးဟော်မုန်းပါတဲ့အားစေးတွေကျွန်တော်ဖြန်းကြတယ်နောက်ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်ဒါဆာဖာဆာဖာနဲ့ကျွန်တော်ပြန်ဆွဲကြတယ်ပေါ့နော်ခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါမူစေးတွေအားစေးတွေမူစေးနဲ့ပုဒ်တဆေးတွေဖြန်းတောင်းတူလည်းတွေ့ရတယ်ပေါ့နော်အစုံပေါ့ကျွန်တော်တို့အရင်တော့အဲ့လိုလုပ်ခဲ့ပေမဲ့လေဒီခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါဒီကျွန်တော်တို့ဒါပင်တန်းပြပွား ဒီဆုပ်ဖွားစေးတမျိုးနဲ့နေကျွန်တော်ဒါဒီဒီလိုဆိုးရွားတဲ့ဆိုးစက်များနေကြတဲ့ဥအခြေအနေမှာတော့မှကျွန်တော်မကျွန်တော်တို့မြင်စင်အားကောင်းတယ်အပေဒီမှာရှိရဲ့ဂိုင်းကွာလေအရွယ်အလက်အခက်တွေတက်တယ်ပြီးတော့နေဆောင်မှုလည်းကျွန်တော်နိုင်နေမိတာဖြစ်သွားတယ်ပေါ့နော်အဲဒီတော့ကျွန်တော်တို့ဒါအပေမထတာတွေအပေမတက်တာတွေမြေဆောင်မှုပြတ်တာတွေတော့ကျွန်တော်ကျွန်တော်ဆိုးဖွားစေးတခုတည်းနဲ့ ျွန်တော်ဖြည့်ရှင်းလို့ရပါတယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့ဒီ software ဆင်းတဲ့ချိန်ဖြန်းထားတဲ့ second နဲ့အတူကျွန်တော်တို့လက်တွေ့ကွင်းဆင်းရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ second နေ့မှာလည်းဒီခုလိုမျိုးပတ်ဝန်းကျင်ယာယီဥတုကြောင့်ဒီအစိုးရများအပြစ်မတက်မိဆောင်မှုခါးကြီးညှိုးတွေဖြစ်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပြင်တန်ပြပွား software ဆင်းနေတယ်ကျွန်တော်တခုတည်းနဲ့ကျွန်တော်တို့ဒါအပြင်အားစီးရောမှုစည်းတွေပါကျွန်တော်တို့ချော့ချပြီးတော့ ကျွန်တော်တွင်အောင်စုစရိတ်ကိုအ ਨੇ ဆုံးအထိကိုကျွန်တော်တို့ပြန်လည်ပြီးတော့ဖြည့်ရှင်ကုသပေးလျက်ရှိပါဆိုတဲ့အကြောင်းကိုကျွန်တော်စိုက်ခင်းနေရနေဆက်လက်တင်ပြပေးခြင်းဖြစ်ပါရခင်ဗျာ။